လိုအားလုံးပဲမင်္ဂလာပါကျွန်တော်လမ်းပြကြာကျော်မျိုးပါအဲကျွန်တော်ရှေ့ရက်ဒီမှာရှေ့ရက်ကပေါ့နော်ရှေ့ရက်ပဲကျွန်တော် secondary ကျွန်တော်ရဲ့ဒီလမ်းပြကြာ secondary workshop ကိုအဲ preview ပေးခိုင်းတာပေါ့နော်အဲ counter review ဖြစ်ဖြစ် solo review ဖြစ်ဖြစ်အဲကျွန်တော်ပေးခိုင်းတာရှိပါတယ်အဲကျွန်တော်ရဲ့ဒီမှာ workshop က member တွေကကျွန်တော်ပေးတာတော့ရှိတယ်အဲ့လိုပဲကျွန်တော်ကိုရန်ကကျွန်တော်ဒီ workshop နဲ့ပတ်သက်ပြီး review ပြန်ပေးမယ်ပေါ့ကျွန်တော်ကတော့ counter review တော့ကျွန်တော်မပေးတော့ကျွန်တော်ကျွန်တော်ဒီ workshop မှာဘာလိုချက်ရှိလဲ အဲ့ဒါကိုကျွန်တော်ကိုယ်တိုင်ထောက်ပြမယ်နောက်တစ်ခုကကျွန်တော်ဘာတွေပြင်ဆင်သွားမလဲပေါ့အဲရှေးရှေးဘောရှော့ဘတ်1 2တန်တာစီစဉ်မလို့ကျွန်တော်သဘောထားတယ်အဲ့တော့နောက်တစ်စီစဉ်2လာမယ်ပေါ့အစီစဉ်2ကြရင်ကျွန်တော်ဘလိုမျိုးတွေပြင်ဆင်သွားမလဲကျွန်တော်ရဲ့လူအချက်ကိုကျွန်တော်ဘလိုမျိုးတွေထောက်ပြပြီဘလိုပြင်ဆင်သွားမလဲအဲ့လေးကျွန်တော်ပြောပြပါမယ်နော်ဘတ် review ပြောရမယ်ဆိုတော့ကျွန်တော် workshop ဘတ် review ပေးမယ်အဲ့တော့ workshop ဘတ် review ပေးရမယ်ဆိုရင်ကျွန်တော်အချက်၃ချက်ကျွန်တော်ပြောမယ်ဗျအဲ့တော့ပထမဆုံးအချက်အနေနဲ့ ျွန်တော်ရဲ့ workshop ကအတက်တင်မဟုတ်ဘူးပေါ့အဲအဲ့ဒါတော့ဒါ parry လို့ပြောလို့ရတယ်ဒါကတော့ကျွန်တော်ရှေ့ဟိုရှေ့မှာဗျာကျွန်တော်လာဆောင်ကန်းသူရှိရဲ့အဲကျွန်တော် workshop လာဆောင်ကန်းသူရှိရဲ့အတက်တင်လာအတက်တင်မဟုတ်ဘူးဘလို့ရေးတင်ပြီးလဲပေါ့အဲ့လိုပြောမယ်ဆိုရင်သူတို့တက်ကြတော့ဒါမကောင်းဘူးပဲပြောရရင်တော့ကျွန်တော်အတက်တင်အနေနဲ့တင်တော့မဟုတ်ဘူးအဲကျွန်တော်ကျွန်တော် workshop ကိုစပြီး join နေပထမဆုံးမှာဆိုကျွန်တော်စပြီးရှင်းပြပြီးတယ် အဲကျွန်တော်ကဘလိုပုံစံလေးတင်ပေးပါ့မယ်ဘလိုမျှဝေပေးတယ်အဲနောက်တစ်ခုကကျွန်တော်တင်ယူခဲ့ရတဲ့အတွေ့အကြုံတွေနောက်တစ်ခုကဆရာကြီးအစကျွန်တော်ဘယ်တင်တိုင်းမှာတက်ခဲ့တယ်ကျွန်တော်ဘလိုလေးသာစီးပူးခဲ့ဆိုရဲဟာလေအကုန်လုံးကျွန်တော်ရှင်းပြပေးပါတယ်အဲ့တော့ကြောင့်မို့လဲကျွန်တော်ပထမဆုံးတင်တိုင်းဟိုဘလိုပြောမလဲကျွန်တော်တင်တဲ့အဲ့ကျွန်တော်မွေဘရောမမကောက်ဘူးဗျာကျွန်တော်ပထမဆုံးတင်တိုင်းရက်မှာဆက်စားကျွန်တော်မကောက်သေးဘူးပဲတဲ့မွေတင်တိုင်းတင်တိုင်းချင်းနေတယ်ပေါ့ဗျာမကောက်ဘူးဗျာဒီကဘာလို့ အကုန်လုံးကိုအစဉ်ပြေအောင်လို့တို့ကကျွန်တော်တင်ကြိုင်းနေစစ်ကြိုက်မကြိုက်ဆိုတာသိရှိအောင်လို့ကျွန်တော်ကရှင်းပြပေးအောင်လို့ဒီရပြီးမှသူတို့သဘောကျတယ်ကြိုက်နေတတ်တယ်ဆိုမှသာကျွန်တော်ကဒီ workshop အဲတင်တန်းကြီးပေါ့ဗျာအဲ့လိုအဲ့လိုမျိုးကျွန်တော်ကယူတာပါအဲသူအနေနဲ့လည်းအယူမမအောင်ပေါ့ဗျာဒါအဲ့တော့ပထမဆုံးချက်ပေါ့ပြောမယ်ဆိုတော့ကျွန်တော်ကျွန်တော်ကဒီ workshop ကတော့အတက်တင်တော့မဟုတ်ဘူးဗျာနော်အဲ့တော့တော့ဟိုတစ်ဖက်ကကြည့်မယ်ဆိုတော့မကောင်းလို့ပြောလို့ရတယ်ဗျာအဲ့လိုမျိုးပေါ့ကျွန်တော်ကလည်းအဲ့ဒါကိုဘယ်လိုမျိုးတက်မြတ်အောင် ဟိုကျွန်တော်ဒီမှာလာတက်ခဲ့တဲ့သူကြီးလုံးဝဗျာဟိုတက်မြောက်အောင်ဘယ်လိုမျိုးလုပ်မလဲပေါ့အဲ့ဒါကိုကျွန်တော်နောက်ပိုင်းမှာထပ်ပြီးထောက်ပြပေးပါမယ်เนาะအဲနောက်တစ်ချက်နောက်တစ်ချက်လို့ပြောမယ်ဆိုရင်တော့ဟိုအဲဒီအချက်နှစ်ခုကဆက်ဆက်မှုရေဗျာဘာလို့လဲဆိုတော့ကျွန်တော်ကြီးကဒီရှိမှကျွန်တော်ပြောခဲ့တယ်အတတ်သိမဟုတ်ပြောခဲ့တယ်အဲ့တော့တင်ဒီ workshop ਈ ပြီးပြီးဆိုတာ ਨੇ ဗျာကျွန်တော်ကလုပ်ငန်းဆက်လို့ရလားဗျာအဲစီးပွားရေးကိုဆက်တင်လို့ရတယ်အဲ့ဒါဆိုလည်းမရဘူးဗျာ အဲ့လိုပဲထပ်ဖြောင်းပါမယ်တပါတော့ရှေ့အချက်နဲ့နောက်ချက်နဲ့ဆက်ဆက်မှုရှိတယ်တချို့ဆိုရင်အဲ့လိုပဲအဲ PP ဆိုတာနဲ့တင်းတန်းပြောပါထားပါတော့တင်းတန်း PP ဆိုတာနဲ့ကျွန်တော်တို့လုံငန်းဆက်တယ်လို့ရလားအဲ့ဆိုကျွန်တော်နေတော့မရဘူးလို့ပဲကျွန်တော်ကပြောပါဆိုတော့ကျွန်တော်တို့အတွက်လေ့ကျင့်သင်ရမယ့်အချိန်တွေရှိရနောက်တစ်ခုကကျွန်တော်ရဲ့ဈေးကွက်တွေကိုနားလည်ဖို့လည်းလိုအပ်သေးတယ်ဗျအဲ့တော့ကြောင့်မလို့မရဘူးလို့ပြောလို့ရဒါပေမဲ့တစ်ခုရှိတယ်ဗျကျွန်တော်ကအန်ဝတ်တစ်ခုအချက်တွေပေါ့ဗျအဲ့ဒါဘာလို့လဲဆိုတော့တချို့သူတွေတော်တော်တချို့သူတွေရှိရဗျာ သင်တန်းပြပြချင်းဒီ workshop ပြပြချင်းသူတို့ဟိုစဝါသူတွေရှိရပြဒါကတော့ကျွန်တော်နေအောင်မှမထင်မှတ်ထားတဲ့အရာတွေပါအဲ့ဒါလည်းပြောမယ်ဆိုရင်ဘယ်လိုလဲဆိုတော့ပြထားတော့ဟိုလုပ်ငန်းအတွက်ကြောင့်ရှိရသူတွေဘာလို့ဆိုတော့ကျွန်တော်တို့လုပ်ဆိုတာလည်းပြောမယ်ဆိုရင်ပြလုပ်ငန်းအတွက်ကြောင့်လူတွေပြလုပ်ငန်းအတွက်ကြောင့်ဆိုတာကျွန်တော်ဒီဒီ second opinion ပညာအောင်မှတဟိုလုံအောင်တို့ကြောင့်ဆိုတာမဟုတ်ဘူးပြတခြားနေပေတွေမှာအလုပ်တွေလုပ်လုပ်ရသူတွေ အဲလုံငန်းတွေ့ကြုံသူတို့အတွေ့အကြုံတွေပဲသိရမှာလားအဲ့လိုမျိုးဘာလို့များကိုယ်ပိုင်စီးပွားဖြစ်ဖြစ်တခြား business တွေလုပ်ခွေးသူတွေအဲ့လိုလိုမျိုးကြတော့မြင်တယ်ပဲပြောရမယ်ဆိုတော့တကယ်သူတို့ဘယ်လိုစတင်ရမလဲဘယ်လိုတင်ယူရမလဲအဲဘယ်လိုလုပ်ရမှာမြင်တယ်အဲ့လိုကြောင့်မို့သူတို့တကြတော့ဟိုအဆင်ပြေသွားတယ်ပြောလို့ရရပြအဲဒါပေမဲ့တခုရှိရာဟိုလူငယ်လေးပေါ့ဗျာလုံငန်းတွေ့ကြုံတဲ့အားနေတယ်အဲဈေးကွက်ကိုလည်းမမြင်နိုင်ဈေးကွက်ကိုတိမမြင်ဘူးပေါ့ဗျာအဲ့လိုမျိုးတွေကြတော့ ပို့ပြီးတော့အချိန်ပေးရတယ်ဗျအဲကျွန်တော်ဒီမှာဆိုလည်းရှိရပြအဲ့လိုမျိုးအချိန်ပေးပြီးတော့တကယ်တကယ်တက်ပြီးတကယ်လိုဝါးတဲ့သူတွေရှိအဲ့တော့ကြောင့်မလို့အမ်ဒါကတော့ကိုယ့်ရဲ့ဒီမှာအတွက်ကျွန်တော်တားဆိုင်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ရအမ်တင်နေပြီးပြီးချင်းလုံငန်းစတင်ဖို့ဆိုရင်ဟိုကျွန်တော်အနေနဲ့သတ်မှတ်ထားတော့မရဘူးလို့ပြောသတ်မှတ်ထားဒါပေမဲ့ရဝါးတဲ့သူတွေရှိသလိုအဲဆက်ပြီးတော့လေးလာတင်ရင်းနဲ့လုံးမယ်ဆိုတော့ရပါအဓိကတော့ပြောရမယ်ဆိုပြီးပြီးချင်းမှာကျွန်တော်တို့က ဟိုကျွန်တော်တို့သင်တန်းဆိုတာအရာမျိုးအရပြသေးတာ salary တွေသင်ပြီးတာဘာလို့ဆိုတော့လုပ်ငန်းအတွေ့အကြုံတွေ error တွေပြီးတော့ customer နဲ့ complaint ရှင်းရတာမျိုးတွေ marketing blow up အချက်မျိုးတွေအဲ့ဒါမျိုးတွေကျွန်တော်တို့နားလည်မှသာကျွန်တော်တို့ကအဲလုပ်ငန်းတစ်ခုကိုစတင်ထူထောင်နေတာအဲ့လိုမျိုးနားမလည်ဘူးဆိုတော့အဲလုပ်ငန်းတစ်ကြုံယူပါဗျာကျွန်တော်ဒီမှာဆိုလည်း on job training ဆိုကျွန်တော်လုပ်တက်မှတ်ပြီးသားရှိတယ်တချို့အချို့ workshop ပြီးပြီးရင်ကျွန်တော်ဟိုဘယ်လိုပြောမပြန်ဘူးဝင်မပြန်မဲ့ဒီမှာတင်သွားသူတွေရှိရပေါ့အဲ့လိုမျိုးဆိုရင်တော့အဲသူတို့သူတို့ကြီးနေသွားတယ်ဒါမှမဟုတ်လည်းသူတို့ပြန်လာကြတယ်ဗျာ ပြန်ပြီးတော့လေးလက်သိင်းကြရတယ်အဲ့လိုမျိုးဆိုရင်တော့ဒါလုံးဝရတယ်ဗျာဒါကျွန်တော်နဲ့အမခံလို့ရတယ်ဗျာနော်ဒါဒုတိယအချက်ပေါ့ဒါတော့ပထမချက်ဒုတိယချက်ဆက်ဆက်မှုရှိတယ်ပြောလို့ရတယ်နော်နောက်နောက်နောက်တစ်ချက်နောက်တစ်ချက်ကတော့ဒါကျွန်တော်ရဲ့သင်ကြားရေးနည်းစနစ်ဆိုင်ဝါးကြီးဗျာအဲကျွန်တော်ပထမဆုံးကျွန်တော်စဘာကိုစတင်ပြီးတော့သင်ပြီးလဲပေါ့ကျွန်တော်ဒီ workshop မှာကျွန်တော်ဒီဇိုင်းကိုစတင်ပြီးတာဒီဇိုင်းဆိုတာအရာမျိုးပါဗျာ အဲဒီအခုဒီဇိုင်းဆိုတဲ့အပိုင်းကိုပြောမယ်ဆိုရင်ဘသူတွေကပို့ပြီးတော့နားလည်မယ်ဆိုကျွန်တော်ရဲ့ workshop ကိုတက်ပြီးသွားတဲ့ဒီ member တွေအကုန်လုံးကတော့ပို့ပြီးနားလည်လိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်ဒီဇိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အများကြီးပြောပြခဲ့တယ်အဲသူတို့လည်းသင်တန်းပေးပြီးချင်းမှာဒီ workshop ပြီးပြီးချင်းမှာသူတို့တွေသိသွားတယ်ဟိုဒီဇိုင်းဘယ်လိုလုပ်ရမလဲဘယ်လိုပြင်ဆင်ရမလဲဘာတွေထပ်ပြီး skill တွေဖြည့်ရမလဲဆိုတဲ့အားမျိုးသူတို့တွေသိသွားအဲ့တော့ကြောင့်မလို့အခု ပြောတော့ကျွန်တော်ပြောတော့ designer ပတ်သက်ပြီးဆိုတဲ့စကားကျွန်တော်မှန်ပါလေဆိုပူပြီးနားလည်ပါလိမ့်မယ်အဲ့တော့ကျွန်တော်ဟိုရှင်းရှင်းပြမယ်ဆိုရင် design ပေါ့ design ကိုကျွန်တော်ထပ်ပြီးတော့ကျွန်တော်ဘယ်လိုပြောရမလဲပူပြီးတော့ကျွန်တော် art site ဝါမှာဘာလို့ဆိုတော့ကျွန်တော်ခု watch workshop by batch 1 2 10တင်ပြီးွားတယ်မှာဆိုရင်အာနဲ့နေတရားဆိုတော့ဘယ်လိုဆိုရမလဲဆိုတော့ဗျာကျွန်တော်ဘက်ကနေတော့ရှင်းပြပြီးလဲတင်ပြပြလိုက်တယ်ဒါပေမဲ့သူတို့ဘက်ကအားနေတာကျွန်တော်တွေ့ရတယ်ဗျ။ဘာတွေ့ရလဲဆိုတော့ဒီဇိုင်းနဲ့ပတ်သက်ပြီးတော့အဲထားပါတော့ပုံလေးဘလူးကြီးအောင်လိုရမှာလဲ နောက်တစ်ခုကအဲပုံပုံဒီမှာအထဲမှာဖြစ်ပြအိမ်မှာဖြစ် site ဒီ blue ချင်ရမှာလဲအဲဟိုစာသားတွေ blue စီရမှာလဲနောက်တစ်ခု color ခွဲနေစနစ်မျိုးတွေအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေကြတော့သူတို့ကအမြင်ပဲရှိရပါသေးတယ်လက်တွေ့ဘိုင်းကြတော့အားနေွားကြရပါထားတော့ photoshop ကိုအဓိကတော့ photoshop ပေါ့ဗျာဆိုတော့ software ပေါ့အဲ့လိုယူလုံးကဟိုမတုံးလဲမတုံးတတ်ဘူးဆိုရင်တော့ ဘယ်လိုပြောရမလဲအမြင်နဲ့တော်မတက်မြောက်နိုင်ဘူးလေအဲ့တော့ကြောင့်မလို့အဲကျွန်တော်နောက်နောက်ထပ်လာမယ့် season 2မှာဆိုရင်ကျွန်တော်ဘာတွေထပ်ပြီးအားဖြစ်မလဲဆိုတော့ဒီ design ဘိုင်းတွေပို့ပြီးတော့အားဆိုင်သွားမယ်ဘာအဲကျွန်တော်ဘလို့ပြင်ဆင်မလဲဆိုတော့အဲတခါတည်းကျွန်တော်ရဲ့ဒီ lower chat ကိုကျွန်တော်ထောက်ပြရင်လည်းဘာတွေပြင်ဆင်မလဲပေါ့ထပ်ပြရမယ်ဆိုရင်ဘာတွေပြင်ဆင်မလဲဆိုတော့အဲ design နဲ့ပတ်သက်ပြီးတော့ကိုကိုတိုင်း design ကိုကြည်အောင်လုပ်ကိုကိုတိုင်း design ကိုအစားဆုံးစီပေါ့ဗျာအ အဲ့လိုမျိုးစီပြီးပြီဆိုရင်ကိုကိုယ်တိုင် print ထုတ်ကိုအဲကိုထုတ်ထားတဲ့ print print design ကိုပဲအဲကျွန်တော်တို့ operation လုပ်မယ်ပေါ့ဗျာနော်ကျွန်တော်ဘောင်ချစ်တာနေစားပြီးခုနစဘောင်ဘောင်ချစ်တာစားပြီးပြီးပုံနေကူးမယ် core တင်မယ်အဲကိုကိုထုတ်ခဲ့တဲ့ design ကိုပဲအဲကိုကိုယ်တိုင်စီးရိုက်မယ်ပေါ့ဗျာအဲနောက်ဆုံးအဆင့်ဒီတန်ရှင်းလုပ်မယ်ပေါ့ဗျာနော်အဆင့်ဒီ အဲကျွန်တော်အဲ့လိုမျိုးကျွန်တော် train ပြီးတော့ကျွန်တော်ဘယ်လိုပြော season 2မှာပေါ့ train train လောက်ရှိပါအဓိကအဲ့တော့ထပ်ပြောမယ်ဆိုရင် design နဲ့ပတ်သက်ပြီးကျွန်တော်အခုတော်တော်များအားနေတဲ့ပိုင်းတွေရှိရယ် color ခွဲနေစင်တွေ CMW ခွဲတဲ့အပိုင်းတွေပေါ့ဗျာအဲ့ဒါအကုန်လုံးကိုကိုတိုင်းလက်တွေခွဲရမယ်အဓိကကျွန်တော်ကွန်ပျူတာတွေပါကိုတိုင်းအသုံးကွန်ပျူတာနဲ့ကိုတိုင်းတူးချင်းကျွန်တော် train မိမယ်ဗျာအဲ့လို plan ရှိပါတယ်နော်အဲ့တော့ကျွန်တော် now season မှာတော့ကျွန်တော်အဲ့လိုမျိုးတွေရှိလို့သွားရှိရှိရှိရထားတယ်ပေါ့ဗျာနော် ဲ့တော့အရှိမှကျွန်တော်ပြောခဲ့တယ်အတက်တင်အတက်အတက်မြောက်ဘယ်လိုမျိုးကျွန်တော်သင်ယူရမလဲပေါ့ကျွန်တော်အအရှိမှကျွန်တော်ထပ်တွေးမိတာဟိုကျွန်တော်သင်တန်းဒီအခု9ရက်ပြင်မဟုတ်ပါနဲ့ကျွန်တော်အခုနောက်ထပ်သင်တန်းမှဆိုကျွန်တော်10ရက်တက်မှတ်မလို့ကျွန်တော်10ရက်တက်မှတ်ပါအောင်မျိုးဒါကတော့ကျွန်တော်လုံကြီးလုံနဲ့ကျွန်တော်ထပ်ပြီးတော့အဆင့်မြောက်အပိုင်းအများကြီးပါသေးရနော်အဲ့တော့10ရက်ဒီကျွန်တော်တူးချေပါအောင်မယ် and ဟိုရက်ချက်မြင့်အောင်ပေါ့ရက်ကိုတက်မှတ်သွားမယ်နောက်နောက်တစ်ခုကကြတော့ခုနလူ ဲတကယ်လိုအပ်တဲ့သူတွေနဲ့လည်းကျွန်တော်အဓိကဘယ်လိုပြောမလဲလုပ်ငန်းလုပ်ချင်တာလားအဲ့လို plan မျိုးတွေပေါ့အဲ့ဒါမျိုးကျွန်တော်ဟိုဆွေးနွေးသွားမှာမယ်เนาะနောက်တစ်ခုကကြတော့အခု batch 1 2 10တင်တန်းသားတွေအကုန်လုံး member တွေအကုန်လုံးကိုကျွန်တော်ထပ်ပြီးတော့ train မှုတွေရှိပါတယ်အဲ့မှာကျွန်တော်ဘယ်လို train မှုတွေပေါ့သူတို့တကယ်တက်မြအောင်နောက်တစ်ခုကအဓိကတော့ပြောမှဆိုရင်ဗျာအချို့ဝေးရတဲ့သူတွေရှိမယ်ဗျာအဲ့ဒါမျိုးကြောင့်သူအနေနဲ့ဒါလာဖို့ကခက်တယ်ဗျာအဲ့တော့ကျွန်တော် online lesson တွေပေါ့ဗျာကျွန်တော် online class ပုံစံမျိုးပေါ့ အဲ့လိုမျိုးကျွန်တော်ဗီဒီယို record ကြီးလုပ်မယ်ကျွန်တော်ကိုယ်တိုင်အစားသူတို့သူတို့သူတို့ကြည့်လို့ရအောင်ပေါ့ဗျာအဲ့လိုမျိုးပေါ့အဝေးကကျွန်တော်ကလည်းရှင်းပြလွယ်ပြောရင်သိရမလားဘယ်ပိုင်းနေကြည်လိုက်အဲ့လိုလွယ်အဲ့လိုကြောင့်မလို့သူတို့ကိုယ်တိုင်လည်းဟိုတင်တန်းကိုပြီးွားမှာအကြာကြီးမှာစတင်မယ်ဆိုတော့မှသူတို့ကပို့ပြီးပြင်ပဆန်နဲ့ဟိုပြန်ကြည့်လို့ရတယ်ပြောရင်သိရမလားဟိုဘယ်လိုပြောမှာချိုးသူရှိရဗျာဟို workshop workshop ကိုတက်သွားတာတလားနှလုံးမှာပြန်စားရသူရှိတတ်တယ်အဲ့လိုမျိုးကြတော့အလန့်နဲ့ဟိုအလန့်ဝေးွား အဲ့လိုမျိုးတွေယူရပြီးတော့ကျွန်တော်ကခုနလိုပေါ့ online class ကြီးကိုကျွန်တော်လုပ်ပေးမယ်အဲ့ဒါလည်းပြောရမယ်ဆိုရင်အခမဲ့ပါကျွန်တော်လုံးဝပြောရမယ်ဆိုတော့ကျွန်တော် workshop ကို join ဆိုတာနဲ့ဒီ online class ကိုအခမဲ့ join ခွင့်ရှိမယ်အခမဲ့ကျွန်တော်ပေးထားမှာဒါကတော့ကျွန်တော်ဘက်ကလက်ဆောင်ပဲပြောရမယ်ဆိုရင်သူတို့ဘက်ကလည်းဟိုတင်းနှန်းတင်းတော့ကနားမလည်တဲ့အရာတွေကိုဟိုသူတို့ဘက်ကဟိုပြန်ပြီးကြည့်လို့ရတာပေါ့ဗျာအဲ့လိုမျိုးပုံစံမျိုးပေါ့ကျွန်တော်ဘက်ကလည်းရှင်းပြလွယ်ရောတော့ဗျာအဲအဲ့လိုမျိုးပေါ့အဲ့ဒါဆိုရင်သူတို့ဘက်ကလည်းပို့ပြီးရောတက်မြောက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒါကတော့ကျွန်တော်ကိုယ်တိုင်လည်းဒါ နောက်တစ်စီဇန်မှာကျွန်တော်ကိုယ်တိုင်လည်းဒါဆန်းစစ်ကောင်းပါအောင်နော်ဒါကတော့အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်အတက်တင်အတက်တင်ဘလူးအတက်တင်အောင်ဟိုဘလူးအတက်မြအောင်လုပ်မလဲစီးပွားရေးဘလူးစတင်အောင်လုပ်ငန်းပြန်စလို့ရအောင်လုပ်မလဲဆိုတော့ကျွန်တော်အဲ့လိုမျိုးပေါ့အချိန်လေးပို့ပြီးကြူသွားမယ်နောက်တစ်ခုကကြတော့ online video တွေကျွန်တော်အဲလုပ်သွားမယ်သူတို့ပေးသွားမယ်ပေါ့ဗျာနော်အဲနောက်ဆုံးပြောခဲ့ design ဘိုင်းဆိုရင်လည်းကျွန်တော်တူဦးချင်းကိုကျွန်တော် laptop တွေ computer တွေကျွန်တော် train ပေးသွားမယ်ပေါ့အဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးတော့ကျွန်တော်ရည်ရထားပါတယ်အဲ့တော့ကြာမလို့ အဲဒါကတော့အဲကျွန်တော်ကျွန်တော်တင်တဲ့မှာဘာလူချက်ရှိနေရဲဆိုတော့ကျွန်တော်ကိုယ်တိုင်ထောက်ပြပြီးတော့ကျွန်တော်ပြောပြပြီးခဲ့တာပါအဲ့တော့နောက်ထောင်ပြီးတူချင်းသူကျေးဇူးတင်ပါတယ်နောက်တဲ့စီဇန်2မှာပြန်တွေ့ပါမယ်အားလုံး good night